နိုင်ငံတော်အစိုးရအနေနဲ့နေဆက်ဒေသများမှာတရားမဝင်ဝင်ရောက်နေထိုင်ပြီး online လောင်းကစားမှု online လိမ်လည်မှုအပါအဝင်ဒုစရိုက်မှုလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ပြည်ပနိုင်ငံသားများကိုစုံစမ်းစစ်ဆေးဖော်ထုတ်၍သက်ဆိုင်ရာနိုင်ငံများတို့ဥပဒေလုံထုံးလုံးနည်းများနဲ့အညီစနစ်တကျပြည်နယ်လွှဲပြောင်းပေးလျက်ရှိပါတယ်။အဲဒီလိုစုံစမ်းဖော်ထုတ်လျက်ရှိရာထိုင်းနိုင်ငံအပါအဝင်အိန္ဒိယနိုင်ငံချို့ကိုတဆင့်ငံဖြတ်တန်းကမြန်မာနိုင်ငံအတွင်းကိုနှိမ့်ဆက်လမ်းကြောင်းများမှတရားမဝင်ဝင်ရောက်လာပြီးကရင်ပြည်နယ်များဝရီရွှေကုတ်ကိုမက်ထော်တလီကေကေပန်နဲ့ကြောက်ခတ်နေမြေမှာအွန်လိုင်းလောင်းကစားမှုများအွန်လိုင်းလိမ်လည်မှုများကျူးလွန်ခဲ့ကြတဲ့ဒီယုံနိုင်ငံသား30 21ဦးဖိလစ်ပိုင်နိုင်ငံသား15ဦးအင်ဒိုနီးရှားနိုင်ငံသား4ဦးနဲ့ပါကစ္စတန်နိုင်ငံသား2ဦးစုစုပေါင်းပြည်ပနိုင်ငံသား52ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့ပြီးသက်ဆိုင်ရာနိုင်ငံများသို့အ мян ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရအတွက်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များရဲ့လိုအပ်တဲ့ကိုယ်ရေးချက်လက်များနဲ့မှတ်တမ်းများစီရင်ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကိုလူဝေးမှုကြီးကြပ်ရေးနဲ့ပြည်သူ့ဝန်ကြီးဝန်ကြီးဌာနကရင်ပြည်နယ်ဒုတိယညွှန်ကြားရေးမှူးဦးမြင့်ဖုံးနဲ့တာဝန်ရှိသူများကလိုက်လံကြည့်ရှုစစ်ဆေးပြီးလိုအပ်တာများပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးခဲ့ပါတယ်။ 2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှအော်တိုမလာ73ရက်နေ့အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်းဦးရေ9490စစ်ဆေးဖော်ထုတ်ထိမ့်သိမ့်နိုင်ငံက၎င်းတို့အနက်မှ9338ဦးကိုထိုင်းနိုင်ငံမှတဆင့်သက်ဆိုင်ရာနိုင်ငံများသို့ဥပဒေလုံထုံးလုံးဤများနှင့်အညီစနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီးကြံရှိတဲ့ပြည်ပနိုင်ငံသား153ဦးကိုသက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန်အသိဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိမ့်သိမ့်ဆောင်ရှောက်ထားရှိပါသည်။ နိုင်ငံတော်အစိုးရအနေနဲ့တရားမဝင် online လိမ်လည်မှုလုပ်ငန်းများအားစုံစမ်းဖော်ထုတ် စစ်ဆေးကထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပြီးမြန်မာနိုင်ငံရဲ့နေဆက်ဒေတာများမှဖြစ်ပေါ်လျက်ရှိတဲ့ online လောင်းကစားမှုနဲ့ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေကိုတားဆီးကာကွယ်တိုက်ဖြတ်နိုင်ရန်အတွက်အိန္ဒိယနိုင်ငံများအပါအဝင်နိုင်ငံတကာမှအဖွဲ့အစည်းများနဲ့ပူးပေါင်း၍စုံစမ်းဖော်ထုတ်အရေးယူမှုများကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းသိရှိရပါတယ်ရှင်။